stock ဈေးခွက်ထိုးကြမကြောက်နဲ့အရန်စိုးရင်အချင်းကြောင်ထိုးကြတာအဲ့တော့ဗီဒီယိုအစုံမှာတော့ဒီလိုမျိုးအချင်းမျိုးမှာမြက်အောင်ဘလို့လုပ်တယ်ဆိုတာပြောမယ်ကဘာပတ် American stock option ပညာရှင် channel ကကြိုးစားပါတယ်ဘယ်နေရာကြည့်နေလဲကိုမအောင်မရေးတာပါဒီနေ့ S&P 500ဆိုရင်2.26%ကျပါတယ်ဖွင့်ဝင်ချိန်မှာခုံပြီးတော့ကျပါတယ်ပြီးတော့တဖြည်းဖြည်းကျပါတစ်ချိန်မှာတော့ တွေးပါဆန်းလောင်းထိကြာပြီးတော့မှနည်းနည်းပြန်ပြီးတော့ recover ဖြစ်ပြီးပြန်တက်လာတာအဲ့တော့ရေရတူတဲ့ဆိုရင်အခု12%ပါဆန်းကျနေပါပြီเนาะ nasdaq ဆိုကြည့်တာ nasdaq ဆိုဒီနေ့2.55%ကျတယ်အဲ့လိုပဲကျသွား2%ကျော်ထိကျပြီးတော့ပြန်တက်ပြီးတော့အခု2.55%နဲ့ပြန်ပိတ်သွားတာရေရတူတဲ့ဆိုကြည့်တာ17.69%ကြာနေအာရောဘဲမားခက်မှာမရှိနေဘဲမားခက်ရတယ်မထွက်နိုင်တယ်အခုပြန်ခုံတက်ပြန်ခုံတက်ပြီးပြန်ပြောပြန်ကြာတယ် ဒေါင်းကြုံကြည့်ရဒေါင်းကြုံတော့ပဲ2.48%ကျတယ်ရရတူတဲ့ဆိုရင်9.96%ကျတယ်ဒေါင်းကြုံ2%ကျုံကျတယ်ဆိုတာဒါနည်းနည်းတော့မကျတာမဟုတ်ဘူးတော်တော်ကျတာများတော့ပြ1%အောင်ပဲကျတာဒါ normal market အခုက abnormal market ဖြစ်နေเนาะအရန်ထူးကျတဲ့ stock ဆင်ပဲဖြစ်နေပါလေအောက်ကျတယ်ရရတူတဲ့ဆိုရင်9.96%ကျဘာကြောင့်အဲ့လောက်ထိကျတယ် ် President Trump လာနေပြီးတော့ Jerome Powell မကြိုက်အလုပ်ထုတ်ချင်တယ်ဆိုဖြစ်တယ်เนาะအတူတူမလျှော့တဲ့ကြောင့် Jerome Powell ကလည်း President Trump ကတနည်းတစ်မျိုးပြောင်းနေတဲ့အတွက်ကြောင့်အေး tariff ဆိုတဲ့ဟိုဒီနေ့လုံးတိုင်းပြီးွားရက်တိုင်းပြီးွားပြန်လုံးတိုင်းအဲ့ရော data ကိုစောင့်ကြည့်ရတယ်เนาะ Okay သူအတူတူ short ပြီးတော့မှเนาะ tariff ကတော့ရှော့ဆက်ရှိနေမှာဆိုရင်ကုန်စည်လုံးတက်နေမှာဆိုရင် အတုံးလုံးပြတ်တက်မှဆိုရင်ဒီထက်ပိုဆိုးမယ်နော်အတုံးလုံးချထားရဆိုရယ်ဆိုးတာပဲအဲ့ဒါကြောင့်စောင့်ကြည့်နေတာ trade policy တည်မြဲတော့မှအဲ့ဒါ basic trend တော့မကြိုက်ဘူးအတုံးလုံး short စေခြင်းနဲ့နော်အတုံးလုံး short စေခြင်းอ่ะအများအရင်ဟိုးအရင်ရတယ် short စေခြင်းအခုရယ် short စေခြင်းအခုကပိုဆိုးလာပြီနော်သူအရင် तू tail paper လုံးတော့ stock စီးခွဲကြတော့10 year treasury treasury ကြီးကကြတယ်အခုတော့ တရရထွန်ဆယ်ပြီးကြီးကနည်းနည်းပြန်တက်လာသူဘာလို့လို့ပြန်တက်လာဘာကြောင့်တက်လာလဲဆိုတော့ USA စီးပွားရေးမတိမငြိနိုင်ငံရေးမတိမငြိအောင်သဘောမကျတယ်ကြောတကြောင် investor တွေကနော်အတိုးလို့အများကြီးပေးတော့မှမင်းမင်းတို့စီမှာ investment လုပ်မယ်နော်အဲ့ရောက်တန်ရထွန်ဆယ်ပြီးကြီးကအတိုးလို့ပေးတာအဲ့အတိုးလို့ကတပေးပို့တက်လာပို့တက်လာအဲ့ရောက် ပဲစီထွက်လာနေပြီးတော့ကျွန်တော်ဖာပါအောင်အဲရှော့ပါရှော့ပါပြောတယ်အဓိကလာတော့ဖြောမှဆိုရအဓိကပြဿနာဘာလို့လဲတိတာအဲ့ဒီဟိုဒီလိုပြဿနာမဖြစ်ဘူးဆိုရင်အတိုးတော့အော်တိုမက်တစ်ကြာပါမှာကုန်စင်းတော့ကြာတယ်နော်ကျွန်တော်ကြာဆိုရင်ကျွန်တော်ဖာပါအော်တိုကြာမယ်နိုင်ငံရေးတည်တည်ငြိမ်ရဆိုရင် investor ရယုံကြည်ရဆိုရင် USA 10 year treasury မှာ investment လုပ်ပါမယ်အော်တိုကြာပါမယ်နော်အဲ့ရ He's uh, too late always too late a little slow and I'm not happy with him We have a Federal Reserve chairman that is playing politics uh, somebody that I've never been very fond of actually The Fed really owes it to the American people to get interest rates down. That's the only thing he's good for. Uh, I think he's terrible. He puts us at a disadvantage to Europe. I mean, he plays right into their hands. If I want him out, he'll be out of there real fast, believe me. I don't think he's doing the job. He's uh, too late, always too late. သူဘာပြောလဲဆိုတော့ pressing trap ဘာပြောလဲဆိုတော့ဂျရွန်ပါပါအလုတ်ကလုတ်ကအများကြီးနောက်ကျတယ်ပေါ့နော်အတိုးလုံးတိုးတဲ့အချိန်နောက်ကျမှတိုးတယ် short တဲ့အချိန်မှာနောက်ကျမှ short short လာမှပြောရမှာလေတိုးတာတခါမှပြောနော်သူကဂျရွန်ပါပါတိတ်မကြိုက်ဘူးပဲနော်အမှန်ဂျရွန်ပါပါအလုတ်ခတ်ထားတယ်တော့ဘာလို့လဲ ပရက်ဇီဒန့်ထရမ်ပ်သူခန့်ထားတယ်လို့သူသဘောမကျဖြစ်နေနော်အဲဒီတော့ဟိုဒီလိုမျိုးပါကြောက်ကြဆဲကြနေတယ်အမေရိကန်ပြည်သူလူထုအတွက်အမေရိကန်ပြည်သူလူထုကအတိုးတော့အိမ်တွေပါရေးဈေးတက်တက်တာဝယ်လို့ရအောင်နော်ပြီးပါရင်စီးပွားရေးစစ်တတလုံးရစီးပွားရေးပိုင်ရှင်တွေပေါ့နော်မီနန်နာဘီနန်နာတို့နော်ကုမ္ပဏီပိုင်ရှင်တွေအာစစ်တတလုံးရသူက short ကြီးကျင်းတာနော်ဥရောပအတူတူ short တယ်အတူတူ short တယ် ။ဘာကြောင့်လဲဆိုတော့ဒီမျိုး recession ဖြစ်မှာဆိုရတဲ့ကြောင့်နော်ပြီးွားရင်ဒီမျိုး trade war တွေဖြစ်မှန် recession ဖြစ်မှန်ဆိုရင်စီးပွားရေးအာကျမှာဆိုတော့အတွန်းလို့ short တာ။ဒါပေမဲ့ तू inflation အမြဲတမ်းပြောင်းလဲနေမှာ။ तू policy economic policy ကတည်ငြိမ်နေ။နော်တည်ငြိမ်တော့ तू က short ရတယ်။အာ European อ่ะအခုကဒီ European trade policy อ่ะမတိမငယ်ဖြစ်နေရလေတနည်းတစ်မျိုးပြောင်းနေရပြောင်းနေတော့ဘဟုပန်ကဘယ်လိုမျိုးရှော့မလဲဟုတ်တယ်မလား तू ကပြောတာအလုပ် ဖြုတ်မှဆိုရင်ဂျရွန်းဘာဝါပြုတ်လာကြပြီးတော့ပလေးပလေးတရာဘယ်လိုသဘောရပါလဲလဲသူဖြုတ်ချင်တဲ့တိုင်းဖြုတ်လို့ရမှထင်ပါနော်ခမအောင်မရင်တာမှာအဲ့လိုမျိုးဖြုတ်ချင်တဲ့ဖြုတ်ရဆိုရင်အရန်ကြောက်ဖို့ကောင်းပါတယ်။မကြောက်လဲဆိုတော့ USA နိုင်ငံကိုအဓိကယုံကြည်ရဲ့ဆိုတော့မကြောက်လဲ။အဲ့ Federal Reserve နော်တကယ်ကဘိုးဘန်ကိုနိုင်ငံရေးမပါဘူးဘဲမလိုက်ဘူးသူ သူအလုပ်သူပဲလုပ်မယ်ကိုယုံကြည်ရတဲ့ကြောင့်အဲအကြောင့် US မှာ investment တော့တမနာအတူတူ short hand ဟာ short မှန်ဆိုရင်ဒုက္ခရမှာဘယ်သူမှမယုံတော့ဘူးနော်။ဒါကြောင့်ဆိုတော့သူအတိအကျညွှန်ချက်နှစ်ခုပဲရှိရယ်။ကုံစင်းတို့တက်တောင်တည်ငြိမ်အောင်လုပ်ဖို့တယ်ပြီးတော့လူတွေအလုပ်များများရအောင်လုပ်ဖို့ဒီ objective နှစ်ခုပဲရှိရယ်။အဲကြောင့်တမနာ ဘာပဲပြောပြောဒီ data နှစ်ခုဟာ data တွေထွက်လာတာဒီနှစ်ခုအတွက်အကျိုးမရှိဆိုရင် तू အတိုးတော့ short လဲ short မမို့တိုးလဲတိုးမမို့အဲ့ဒါကြောင့်ယုံကြည်မှုရှိတဲ့ကြောင့်စီးပွားရေးကိုတင်းရအောင်လုပ်ပေးနိုင်တဲ့အချက်တင်းရအောင်လုပ်ပေးမှုဆိုဆိုရတယ်ကိုယ့်ဟာကို data ကိုကြည့်ပြီးတော့မှပဲ independently လုံးဝဘယ်မလိုက်ပဲနဲ့အတိုးတော့ short တဲ့ short မယ်တိုးတဲ့တိုးရမယ်အဲ့လိုလုပ်တဲ့အတွက်ကြောင့်ဘယ်မလိုက်အောင်ယုံကြည်ရတဲ့ကြောင့် investor တွေတကမာဟိုက USC စီးပွားရေးယုံကြည်ပြီးတော့ USC မှာလာပြီးတော့ investment လောက်ကအကဲဝေးရဖြုတ်ရှင်တို့ဖြုတ်ရမယ်တိုးချင်တို့တုံးမယ် short ချင်တို့ short မယ်ဆိုဘယ် company မှာလာပြီးတော့ investment လုပ်မှာမဟုတ် USC မှာเนาะဒါအအရေးကြီးဆုံးအချက်အဲ့ဒါကြောင့် stock secret ဟာဂျရွန်ဖောင်မှာဖြုတ်လာမှာဆိုရင်ဒုက္ခရောက်မှာတကယ်အရန်ထိုးကြမှာဘာကြောင့်လဲသူဖြုတ်ရှင်တာဖြုတ်ရမှာဆိုတကယ်ဘူးမမယုံကြည်တော့ USC မှာဘူးမပတ်စံမထဲတော့အကုန်ရောင်းရောင်းပြီးတော့တခြားနိုင်ငံမှာထဲမှာ နော်အဲ့ဒါကြောင့်ပတ်ချုပ်ချင်တော့ဖြုတ်မရဥပဒေရှိတယ်နော်အဲ့ဒီတော့ဒီလူကြီးကပြောတာလဲဂျင်ရောပါဝါကိုဖြုတ်ရတာอืมနော်အဲ့ရောဆက်ပြီးကြည့်မယ်ဘယ်လိုမျိုးအခြေအနေမျိုးမှာဖြုတ်ရဆိုတာကြည့်မယ်ပလိတ်တဲ့ရောနော် President Trump ဂျင်ရောပါဝါကိုအလုတ်ဖြုတ်စေချင်ပါလားနော်ဒီလိုမျိုးဖြုတ်လိုက်မယ်ဆိုရင် President Trump အမှားဖြစ်သွားပါလားကိုမအမှားရေးတာပါ about what the markets might do if Jay Powell were fired. How would it work out? What would the president try to do? Uh, the Federal Reserve Act says, of course, and you've heard this a number of times, that uh, the Fed governors can't be fired except for cause. Uh, the Federal Reserve Act says uh, each member holds a term of office for 14 years unless sooner removed for cause by the president. Now, what is? ဖြုတ်ရှင်တို့ဖြုတ်ရတာဖြုတ်ရှင်တို့ဖြုတ်မရအောင်เนาะ Federal Reserve ဒါ၁၄လနှစ်လုံးရတယ်၁၄နှစ်လုံးရရာထူးရပြီ၁၄နှစ်လုံးရတယ်เนาะပြဿနာရှိမှလား President ကလည်းဖြုတ်ရဘာပြဿနာလေးလဲဆက်နာထောင်เนาะဘာကြောင့်ဒီလိုရှိရှိလုပ်ထားရတယ်အဲကြောင့်စီးပွားရေးဆိုတာ business cycle ရှိတယ်အတက်ကြရှိတယ်အတက်ကြဆိုတာနှစ်ပေါင်းများစွာကြာတယ် သူ policy ကိုပြောင်းဖို့ဆိုရင် policy ရဲ့သူ့လုပ်တဲ့ဟာတွေက effect ရှိတာအများကြီးကြည့်ရတယ်ကြည့်ရတဲ့ကြောင်းအဲဒါကြောင့်နှိမ့်ကြကြတည်တည်ချာချာခန့်ထားပြီးတော့လုံးမှာစီးပွားရာတည်ငင်မှာเนาะတနည်းနည်းနည်းနဲ့နောက်တစ်ယောက်ပြောင်းမှာဆိုရင်အာတည်ငင်မှာမဟုတ်ဘာကြောက်လဲဆိုတော့ဒီ effect တွေကနှင်းပေါင်းကြာစလုံးတော့မှအောင်မြင်တာစီးပွားရေးအတွက်စစနှစ်ချက် objective နှစ်ချက်တည်ရမှာဘာ objective တွေလဲကိုမအမှန်ရေးထားတယ်

ခံစားနေအောင်ကအဲ့လောက်တိမစိုးတဲ့အတွက်ကြောင့်နော်ဖြုတ်เสียရတဲ့အကြောင်းလည်းမရှိအာတခါမှမဖြုတ်ခဲ့ဘူး Supreme Court စဉ်းစားနေတယ်နော်ဒီလိုမျိုး National NLRB Relation Board မှာလည်းဒါမှ Marriage System Protection Board မှာလည်းနော်အဲ့လိုမျိုး Trump ကအလုပ်ထုတ်တာတွေကတရားဝင်တာနော်အဲ့လိုမျိုးစဉ်းစားတယ်ဆက်ပြီးနားထောင် Whether the leaders of those could be fired, there are some similarities. And if that is the case, and we don't know when it's going to actually go before the court, uh, then maybe there's grounds for the president to be able to try to move. If not, then here's the timeline. As Board of Governor uh, Chair, Jay Powell's term expires in May of 2026. Getting interviews going this fall, as uh, we've been told, is the likely process. I mean, it's what you would expect. As a Fed governor, though, Jay Powell can stay on until January of 2028. Would he do that? Michael Barr decided to stay on after he resigned as vice chair for supervision. And then as FOMC chair, the policy making committee, that's every year. They pick a new chairman and they always by tradition pick the chairman of the Fed. If the president puts somebody else in, then mm -hmm. the members of the open market committee could still pick Jay Powell. You don't have to 说 President 票不要算，别请假都路路出大门嘞。没了。 2026နောက်နှစ်ထိနော် Board of Governors Chair ဖြစ်နေတယ် Fed Governor ထိ2028 January ထိလုပ်ရတယ်နော် FOMC Chair နှစ်တန်းနေတဲ့ January ကသူပြန်ပြီးရွေးကောက်တယ်များတော့အဖြစ် FOMC Chair ကိုမလို့ရွေးကောက်လို့ဆိုရင်ဆိုတော့ Board of Governor ဖြစ်တဲ့သူတွေဆိုရင်အာ automatic ရွေးကောက်တာများတယ်နော်အဲ့ကြောင့် President Trump တခြားတယောက်ထည့်ထားရမှာကြံတဲ့သူတွေရွေးကောက် လက်လူကတူပဲဖြစ်မှာနော်တူပဲဖြစ်မှာအဲတော့ဆက်ပြီးကြည့်မှာအဲအဲဆိုရင်အဲ့ဒါတော်တော်လေးခိုင်ပါတယ်နော်အဲ့လိုမျိုးဖြုတ်ချင်လို့ဖြုတ်မရအောင်တမင်တက်ဟိုးရှေ့ခေတာ constitution နော်အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံရှေ့ဆုံးအမေကောက်စတည်ထောင်တာနဲ့တမန်တော်တွေအញ្ញံအမျိုးမရှိတဲ့ကြောင့်နော်အဲ့ဒါကြောင့်ဖြုတ်ချင်လို့ဖြုတ်မရအောင်ခက်အောင်လုပ်ထားတာ เนาะဒါအရင်အရေးကြီးအဲ့ကြောင့်ကဘာမှာအမေကနံပါတ်1ဖြစ်နေတာ stock secret ကောင်းတယ် ancient mean ကောင်းတယ်เนาะစီးပွားရေးတည်ငြိမ်တယ်အမေက US ဒေါ်လာကိုလည်းတကဘာကိုတုံးကြဆိုတော့ဘာကြောက်လဲဆိုတော့ဒီလိုမျိုး intimateless ဘယ်မလိုက်မယ်ねဘသူမှဖြုတ်လို့မရအောင်လုပ်ထားတဲ့အတွက်ကြောင့်เนาะဘဟုဘောင်းအရင်အရေးကြီးအလုတ်ပြုတ်မှကြောက်ပြီးတော့တဦးတယောက်တမနာပဲဖြစ်စေ တခြားခေါင်းဆောင်မဖြစ်စေ အလိုလိုက်ရမယ်ဆိုရင်နိုင်ငံမှာပြက်ပို့ရှိအဲအကြောင်းလောကဘက်မလိုက်တဲ့လူတွေပဲခံစားတာများတာပါတီဆွဲမရှိဘူး independence အောင်အောင်ရမှာเนาะအဲအကြောင်းပြည်သက်ရောဒီလိုမျိုးဘက်မလိုက်တဲ့ general power ကိုဆက်ပြီးတော့ရှိစေချင်ပါလားเนาะဘက်မလိုက်တဲ့ federal reserve system ကိုသဘောကျပါလားကိုမအောင်မှာရေးထားပါ to be chairman of the Open Market Committee. So there's a lot of uh, moving parts here, but the question is do they all come together enough that, Jay, uh, that uh, the president could get rid of Jay Powell without setting off a market tsunami? 也记住前排的 market tsunami。President Trump 啦，General Powell 哦，老头那边说的 market tsunami 片，tsunami 都没有习惯，一样吐假货。 terry ဖြစ်တာနဲ့ပိုပြီးဆိုးတဲ့ stock sequence ထိုးကြနိုင်တယ်။နော်အဲ့ဒါပြောတာ။အဲ့ဒါကြောင့်အရန်အရေးကြီးရဲ့နော်ဘယ်မလိုက်ဟာအရန်အရေးကြီးအဲ့ဒါကြောင့် USA ကနံပါတ်1ဖြစ်တယ်။ဘယ်လိုက်ဟာသွားပြီးဆို USA သွားပြီးနော်အောက်ကြပါပြီ။ပြိတက်ရရောနော်ဟိုဂျေရွန်ပါဝါအားပေးပါလား။အာထရမ့်လို့အားပေးပါလား။ကိုမအောင်မှာရေးတာပါ။ ဘာပဲပြောကြည့်ရမဆိုရင် S&P 500ဆိုရင်ငွေငွေငါးနေမှာဆို positive ဖြစ်နေအခုကြတာဟုတ်တယ်ဒီရတူတွေတော်တော်ကြာနေတယ်เนาะဒါပေမဲ့ငါးနေကိုပြန်ကြည့်လိုက်ငါးနေစရင်မှာ investment လုပ်ထားရင်ဒီမှာအခုမြတ်တာပဲဘလောက်မကြက်ကြက်မြတ်တာပဲဟိုးလုံခဲကြည့်လိုက်ဘာပဲဖြစ်နေဖြစ်နေ S&P 500ကကြာတယ်ပြီးပြန်တက်တယ်ကြာတယ်ပြန်တက်တယ်เนาะ financial crisis ဖြစ်တယ်ပြန်တက်တယ်အာ covid ဖြစ်တယ်ကြာသွားတယ်ပြန်တက်တယ်အာเนาะဒီမှာ ပြန်ကြသွားတယ်ဘဲမောက်ကဖြစ်တယ်ပြန်တက်တယ်ဟုတ်တယ်မလားအာဆိုရင်အမြဲတမ်းပြန်တက်တာမှန်နေမှာဆိုရင်အခုအချိန်က investment လို့အကောင်ဆုံးအချိန်ဆရာ portfolio ရက်၃နှစ်အတွင်းမှာဘဲမောက်ကဖြစ်တယ်နော်2021 2024တောင်းလေးတောင်းရနေမှာ2သိန်းကျော်ပါ16000ကျော်ချမ်းသာပါနော်ပလိတိုက်ရောအဲ့လိုမျိုးချမ်းသာခြင်းပါစလားချမ်းသာခြင်းလဲဆိုရင် stock investing call option put options advanced option day trading movement store အစင်လိုက်တဲ့ဒီနေပဲတက်လာပါအာတင်တဲ့စင်းသွင်းခြင်းရင်လိမ့်နေတော့ YouTube video description ကိုမှာရှိပါတယ် April လတော့မှာနှစ်ခုတက်မှဆိုရင်တစ်ခုကိုလက်ဆောင်ရပါတယ်ဒီတင်တဲ့တက်ပြီးွားဆရာဘာတွေဝယ်တယ်မျက်နေဆိုသိချင်ဆိုရင် option trading ပြထုံးတယ် advanced option ပြထုံးတယ်တော့တင်တဲ့တက်ပြီးွားကြောင်းရပါတယ်တနည်း နဲ့အထက်ဂျွမ်းမဲ့လူတွေအကျိုးစားလူတွေတို့ဆိုရင် promotion ရှိပါတယ်เนาะဒါက patron ဆရာပြောတာကြားတာပဲခုမှပြန်ရတော့เนาะနှစ်ရှိနေနေရဲ့ patron ကအောင်မြင်တာအများများတော့ကြောက်ဟာဒါ special promotion ပေးတာလားလိမ့်နေကို YouTube video ရဲ့ description ကိုမှမှာရှိပါတယ် click နှိပ်ပြီးတော့ဒီနေ့ပဲ join ကောက်ချင်တင်တဲ့ထပ်တက်လိုက်တယ်ကောက်ချင်တက်လိုက်တာပူပြီးအချိုးရင်းရှိတယ်။ကြယ်ရမျိုးပူကောင်းပါလား။ တဲ့အပူကောင်းလဲဆိုတော့ဆရာကနေ actually actually ကိုငါလန်းနီးလန်းငါလန်းရှိရအဲ့ဒီဓာရီကသူအကြိုက်ဆုံးဒီကောင်တွေကအရင်အထိရောက်တယ်ကဲအဲ့တော့ expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ app ခင်ပါလဲ actual ဓာရီကိုတိချပိုင်တယ်လို့ရှိရင်အရှုံးလုံးဝမရှိဘူးဆရာဆရာကြီးကလောကဘာမှနားမလည်ရဘူးနော်ဆရာပြောတဲ့အတိုင်းပဲနှိုင်းလုပ်ပါတယ်ဒီဓာရီကိုအတိအကျတိချတိုင်းလုပ်တယ်လုံးဝအရှုံးမရှိဘူး ဟယ်လိုဆရာ CIS တော့ဆရာကလက်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမှာတော့ CIS အပေါ်တခါတည်းမှဖမ်းနိုင်မှုပေါ့နော် နောက်မှနားထောင်နားထောင်တာနဲ့အာခုဆိုတော့ကျွန်တော်အရင်မဲ့မြင်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်ရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှည်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့အသေးစိတ်တော့လေ့လာအခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့အသေးစိတ်လေ့လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရန်ပြုတ်တယ်ကျွန်တော်အ ရင်တော့မလေးလာခဲ့ဘူးတဲ့အဲ့ဖဲနီစတော့တဲ့ဘက်ထရီမှာ launching option အရင်နီနည်းနည်းလေးနဲ့အမြင့်များများရရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြင့်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာဒီလန်တက်မိရနဲ့ဒီလန်အတွင်းမှာ9000နဲ့900မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယ ဖရာတဆူတို့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့တင်ကြတာဒီအခုတော့အဲ့လိုမရလေဆယ်ရည်စင်ကျေးဇူးပဲဒီညူယောက်လိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချင်ချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နာနေကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြမြရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်ဒီလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပိုင်းကျေးဇူးတင်တဲ့ဆရာရိရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းဆော့နေတာကြာပါပြီဆရာကြီး မနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘောကမှအမြတ်အများဆုံးရခဲ့တာပေါ့တည့်ရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးများ